ဟယ်လိုအားလုံးပဲမင်္ဂလာပါ United Shoe ကနေဂျူဆိုပါတယ်နီးပြ Ruben Amorin ကတော့ Tyson Mu အံပွဲမူကိုအသင်းမှာ နေရာစုံ၃လူရတဲ့အတွက် Immediate အသင်းကိုခေါ်ချင်တာဖြစ်ကြောင်း Telegraph ကကျွန်တော်ပြောလာတယ် United ရဲ့ဘက်ကလည်းကစားမဖြစ်သူနဲ့ပတ်သက်လို့လက်ရှိမှာအပြောင်းရွှေ့ကြီးကျွန်တော်တို့လုပ်နေပြီကျွန်တော်မနေ့ကသတင်းတင်ပေးခဲ့တဲ့အတိုင်းပဲမနေ့စောစောကအသင်းဘက်ကတရားဝင်ကန့်လန့်ထားတာတွေကျွန်တော်တို့ရှိတယ် Brandpo ရဲ့ဘက်ကလက်မခံသေးတော့လက်ရှိကလပ်တင်းနှစ်ခုကြားထဲမှာပြောင်းရွှေ့ခြင်းနဲ့ပတ်သက်လို့ဆွေးနွေးနေတယ် ကျွန်တော်အံပွင့်မှုရဲ့အပြောင်းအရွှေ့ကလည်းဖြစ်လာဖို့ကျွန်တော်တို့ဘောနော်များတယ်ဒီတော့အံပွင့်မှုကိုကစားမကောင်းတယောက်မှလို့ကြက်ရတယ်ဆိုတာတဲ့နီးပြဖြစ်သူရူပင်အံမိုရင်ကနေရာပေါင်းစုံမှာကစားဘူးသူကစားလို့ရနိုင်တဲ့သူဖြစ်တဲ့အတွက်ဒီကစားမဖြစ်သူကိုဦးစားပေးလိုချင်ခဲ့တာဆိုပြီးတော့ Telegraph ကပြောလာတယ်ဒီနေရာမှာအံမိုရင်တွက်ကတော့ Brian အံပွင့်မှုရဲ့ flexibility ဘိုင်းက immediate ကိုအထူးသဘောကျစရာဖြစ်ခဲ့တယ်ဘောနော် ဒီအန်ဘွယ်မူအနေနဲ့နီးပြဖြစ်တဲ့တောမတ်စ်ဖရန်ကင်လက်အောက်မှာနီးစနစ်ပေါင်မျိုးစုံ ကစားကွက်ပေါင်မျိုးစုံရဲ့အောက်မှာအဆင်ပြေပြေကစားလာပြီးတော့တိုက်စင်မှုစစ်စစ် right wing backs เนาะ right side နံပါတ်10စတဲ့နေရာပုံတွေပြီးလို့ရှိရင်ညာတောင်မန်ကစားမှာဒီလိုမျိုးပေါ့เนาะနေရာပေါင်းစုံကိုကစားထားတဲ့ကစားမှာဖြစ်တယ်လို့အန်ဘိုနီလက်ရှိနှစ်သက်ပါတယ်ဆိုတော့3421 formation ရဲ့အောက်မှာလည်းအသားကြပြီးသားကစားမှာတယောက်ဖြစ်တယ်ပေါ့เนาะဒါကြောင့်ဒီလိုမျိုး အံပွင့်တွေကသူ့နီးစနစ်နဲ့ချက်ချင်းဆိုလိုအံဝင်နေမဲ့အံပွင့်မှုကိုခေါ်ကျင်တာပေါ့လေဆိုတော့ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်စိတ်ဝင်စားစရာကျွန်တော်တို့ကောင်းသွားပြီဘာလို့လဲဆိုတော့ကျွန်တော်တို့လက်ရှိဒေဂျာတာကတော့ဗျာကျွန်တော်တို့ရဲ့မျှော်လင့်ချက်ဒီအံပွင့်မှုရောက်လာတာ ਨੇ နေရိုနံပါတ်1မှာအံပွင့်မှုကိုကျွန်တော်တို့အနေနဲ့ဘောနော်ထားပြီးတော့ကစားဖို့ပဲကိုသွင်းနိုင်စွမ်းရှိတဲ့ဖန်တီးမှုလုပ်နိုင်စွမ်းရှိတဲ့ dribbling တွေတစ်ချိန်လုံးလုပ်နေတဲ့ကစားမမျိုးမဟုတ်ပေမဲ့လို့ထိရောက်တဲ့ဘောနော်တိုက်စစ်စင်တဲ့ပုံစံတွေကျွန်တော်တို့တွေးရတယ်ဒါပေမဲ့လို့လက်ရှိမှာ right wing backs အနေနဲ့လည်းကစားဘူးတဲ့အခြေအနေမျိုးညာတောင်ပန်းထားတဲ့အများကြီးကစားဘူးတဲ့ဆိုတဲ့အနေအထားမျိုးမှာ အာမက်ဒီယာလိုနဲ့အန်ပွဲမှုကိုဘသူကိုတိုက်စစ်ပိုင်းမှာပို300မလဲဆိုတာကမေးခွန်းတစ်ခုဖြစ်လာနိုင်တယ်။အဲဒါဘာလို့လဲဆိုတော့အာမက်ကကျွန်တော်အနေနဲ့ narrow number တန်းမှာကစားလို့เนาะအဆင်ပြေတဲ့ကစားမမျိုးအန်ပွဲမှုကလည်းအဆင်ပြေတဲ့ကစားမမျိုးနှစ်ယောက်စလုံးကလည်း narrow number တန်းနေမို့ right wing backs တွေပါကစားလို့အဆင်ပြေတဲ့ကစားမမျိုးတွေဆိုတော့ ဘသူ့ကိုနံပါတ်10ရူဘသူ့ကိုရိုက်ဝင်းဘက်မှာကစားထားကစားမလဲဆိုတာတော်တော်လေးကိုသဘောကျောက်ဒီစိတ်ဝင်စားဖို့ကောင်းနေပေါ့နော်အဲနောက်တစ်ခုကကျွန်တော်အနေနဲ့အာမတ်ကတော့ပူပြီးတော့ပေါ့နော်ရိုက်ဝင်းဘက်မှာကစားရမယ့်အခြေအနေမျိုးပေါ့လေအာမတ်ကိုကျွန်တော်ကြည့်မယ်ဆိုရင်အမိုရင်လက်အောက်မှာနော်အမိုရင်လက်အောက်မှာပေါ့နော်အာမတ်ကိုကျွန်တော်ကြည့်မယ်ဆိုရင်ဘယ်လိုပြောရမလဲတော့နေရိုးနံပါတ်10မှာဆိုတာတဲ့ရိုက်ဝင်းဘက်မှာတော်တော်ကိုခြေသွမ်းပြတာဒီနေရာမှာအကြောင်းရင်းနှစ်ခုရှိတယ်နံပါတ်1ကတော့ right wing backs မှာအာမတ်လိုမျိုး တိုက်စစ်မှာပူကောင်းအောင်ထိရောက်အောင်ကစားနိုင်မဲ့သူမရှိဘူးမရှိတော့အာမတ်ဟာနေရိုနံပါတ်တန်မှာတယောက်တည်းလှုပ်ရှားနေရတာဘယ်လိုမှကျွန်တော်တို့အဆင်မပြေဘူးနော်ဘယ်လိုမှကျွန်တော်အဆင်မပြေဘူးတကယ်ပဲဒါပေမဲ့အာမတ်ဒီယာလိုနံပါတ်တန်တို့ကစားပြီဆိုရင် right wing ဘက်မှာသူ့ကိုတွဲမဲ့သူမရှိတော့ဒါပေမဲ့အာမတ်ကစားပြီဆိုရင်နေရိုနံပါတ်တန်တို့ကအဆင်ပြေတယ်ဘာလို့လဲဆိုတော့အာမတ်ဒီတိုက်စစ်ကိုကောင်းကောင်းကစားနိုင်တဲ့သူ energy ရနောက်ကိုလည်းပြန်ပြီးတော့ recover လုပ်နိုင်တဲ့ player မျိုးဖြစ်တဲ့အတွက်ခံစစ်ကစားတာအလောက်ကြီးကြီးကောင်းနေတာမျိုးမဟုတ်တော့မှတိုက်စစ်ကစားတာတအားကိုထိရောက်တယ်ဒီတော့ အာမက်ဒီယာလိုဝင်းဘတ်မှာကစားရင်နေရုနံပါတ်10ကဘသူ့အတွက်ပဲဖြစ်ဖြစ်အဆင်ပြေတယ်လို့ဖြစ်တယ်။ဒါပေမဲ့အာမက်နေရုနံပါတ်10မှာကစားရင် right wing back ကအဆင်မပြေတာနဲ့အာမက်ပါတိုင်ပတ်ရတာ။ဆိုတော့အကယ်လို့အန်ပွင့်ဘူးက right wing back မှာကစားလာမယ်ဆိုလို့ရှိရင်လည်းအာမက်အတွက်နေရုနံပါတ်10မှာအများကြီးအဆင်ပြေနိုင်တယ်လို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ဒီပုံစံနဲ့ဆိုလို့ရှိရင်တော့ twin goal တွေတိုင်ပတ်လို့ကျွန်တော်ကခေါ်ထားတဲ့ player တွေကိုတတ်နိုင်တယ်မြတ်နောက်တွေပါရောသူတို့ပို့လိမ့်မယ်လို့ကျွန်တော်မထင်ဘူး။ အခုကြည့်တာကဖြတ်တင်ဘောတွေဘယ်သူပိုကောင်းတယ်ပါ right wing back ကစားမကတယောက်ချင်းတယောက်ကြော်မဲ့ပြီးရင်ဖြတ်တင်ဘောတွေအများစုလောက်အောင်မှာကိုတာဝန်အရာကတည်ကြတာတော့အဲ့လိုမျိုးဆိုတော့ဖြတ်တင်ဘောတွေမှာဆိုလို့ချင်းအံပွဲမူကလည်းကောင်းကောင်းဖြတ်တင်ပေးပြီးနေတဲ့ကစားမအာမက်တီယာလိုကလည်းဒီတိုင်းပဲတယောက်ချင်းကြော်ဖြတ်မှုမှာတော့အာမက်ဟာပို့ပြီးတော့ကောင်းတယ်ဒါပေမဲ့ twin goal နဲ့ phantom move ပိုင်းမှာဆိုလို့ချင်းအံပွဲမူကပို့ပြီးတော့ထိရောက်မှုရှိတယ် ီတော့နီးပြဖြစ်တဲ့ရူဘင်အမ်ဘူရင်အတွက်ဒီကစားမန်းနီယာကိုအဆင်ပြေတယ်လို့ switch လုပ်ပြီးတော့ position switch လုပ်ပြီးတော့ကစားလို့ရတဲ့အခြေအနေမျိုးဒါအများကြီးကောင်းတဲ့လက္ခဏာပါဒါအများကြီးကောင်းတဲ့အခြေအနေမျိုးပါအဲကြောင့်ကျွန်တော်ကြည့်ရင်နီးပြဖြစ်တဲ့ရူဘင်အမ်ဘူရင်ကတော့ဒီနေရာဘောင်းစုံကစားနိုင်တဲ့အတွက်ပေါ့နော်အမ်ဘူဒီအမ်ပွင့်ဘူကိုအသင်းကိုကျွန်တော်တို့ခေါ်ဖို့လုပ်တယ်ဆိုတော့ဒီကစားမအသင်းကိုရောက်လာရင် Nero နံပါတ်10မှာကျွန်တော်ထားတင်လာဒါမှမဟုတ် Winbacks မှာထားပြီးတော့ထားတင်တယ်လို့ကျွန်တော်ထင်ကြလာဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်